ဟိုစိန်ခေါ်ခြင်းနဲ့စိန်ခေါ်ခြင်းနဲ့စိန်ခေါ်တယ်လို့ပြောတာကကြားရတာရိုင်းသွားနိုင်တဲ့အတွက်ချဲနဲ့တခုခေါ်ခြင်းနဲ့ဘာလဲဆိုရင်အခုကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကာလနေတဲ့အတွက်နိုင်ငံရေးပါတီတွေကကျွန်တော်တို့ပြည်သူတွေစီမှာအဲမဲဆွဲစည်းရုံးမှုတွေလုပ်နေတာရှိတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပါတီကြီးတွေက3-4ခုလောက်ရှိတယ်ပါတီတွေတဲကပါတီကြီးတွေက3-4ခုလောက်ရှိတယ်ဆိုတော့အဲ့ဒီပါတီကြီး3-4ခုကိုကျွန်တော်ကချဲနဲ့တခုခေါ်ခြင်းနဲ့ဘာလဲဆိုရင် အကယ်၍များဒီပါတီတဲခပါတီတစ်ခုခုကအနိုင်ရခဲ့မယ်ဆိုရင်အနိုင်ရခဲ့မယ်ဆိုရင်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းမှုအတွက်ဘယ်သူတာဝန်ယူနိုင်လဲတာဝန်ယူနိုင်တယ်ဆိုရင်အဲ့ဒီပါတီကိုကျွန်တော်တို့ရဲ့ဗမာအဖွဲ့အစည်းတွေအပြင်ကျွန်တော်တို့ရဲ့ဗမာအဖွဲ့အစည်းတွေကအဲ့တော့ဒီမှာဒီကောင်လေးပေါ့နော် ဒီကောင်လေးကသူက follower တွေများတယ်ဗျ live ပေးတာတည်း1928ယောက်ရှိတယ်ကိုမန့်ရေးတာက406ယောက်ရှိတယ်သူ့ရဲ့ challenge ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းပေးမယ်ပါတီကိုမဲပေးမယ်ဆိုတဲ့ challenge ကနော်အဲ့တော့သူကအဲ့ဒီလိုမေကွန်းစပြီးတော့တင်လိုက်တဲ့ခါကျတော့ပြောဆိုချက်စလိုက်တဲ့ခါကျတော့ ောက်မှကိုမမှဝင်ရေးတဲ့၄ရတော့၆ရောက်တော့လူတွေမှာအမတဝက်လောက်ကကျွန်တော်လိုက်ဖတ်တာဘာတွေတွေ့လဲဆိုတော့ဗုဒ္ဓဘာသာကနဂိုရီကနိုင်ငံတော်ဘာသာစီပြဋ္ဌာန်းပြီးသားပဲလေတဲ့ဆိုတော့အောက်မှကိုမရေးတဲ့သူတွေတွားတွေ့ကျွန်တော်နိုင်ငံသားတွေကျွန်တော်ပြောချင်တာစာမဖတ်ဘူးမလေ့လာဘူးနော်စာလည်းမဖတ်ဘူးမလေ့လာဘူး ဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြာထန်းထားတာပယ်ဖြတ်ပြီးတာသူတို့မသိကြဘူးဗျ။နော်။ပယ်ဖြတ်ရတာသူတို့မသိဘူး။အဲဒါကြည့်ကြည့်အောင်။ဘယ်နှခုနှစ်ကပြာထန်းပြီးတော့ဘယ်နှခုနှစ်ကပယ်ဖြတ်လိုက်တာလဲ။ကြိုကြည့်ကြည့်မယ်။ဟာဒီမှာတေချာကြည့်မယ်။1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုံမှန်21ပုံမှန်21ပြောထားတယ်ပုံမှန်21မှာဗုဒ္ဓဘာသာကအများစုကိုးကြတဲ့ဘာသာဖြစ်တယ်ပုံမှန်21မှာတော့အစ္စလာမ်ခရစ်စတန်ဟိန္ဒူနဲ့ကိုးကြမှုတွေကိုအတိမဲ့ပြုထားတယ်ဒါကဒါက1940ဖွဲ့စည်းပုံမှာပါနော်အဲ့ဒါကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းတာမဟုတ်ပါဘူး ဘာသာအားလုံးကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားတဲ့သဘောဖြစ်ပါတယ်အကုန်လုံးကတန်းတူပါပဲ equality ပါပဲဒါပေမဲ့ကျွန်တော်တမိုင်းကြောင်းကိုပြန်ကြည့်တဲ့ခါကျလို့ရှိရင်ဝင်ရေးချုပ်ဦးနုခေစရတင်္ဂရဏပွဲတော်ကိုကဘာအေးဇေဒီနဲ့မဟာပါဒနာလှန်ကူတော်တို့မှာဓာရီကိုတိဆောက်ပြီးတော့ဒီတင်္ဂရဏကြီးကို1954 56မှာအောင်မြင်စွာကျင်းပခဲ့တယ်ပေါ့ အဲ့ဒီအချိန်မှာနော်ရဲတပ်ဗိုလ်ချုပ်စာမောင်ကြီးပါလီမန်လွှတ်တော်မှဝန်ကြီးတမ်မဏိဘိုခင်မောင်ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌတော်ဖရားလေးခေါ်ဦးအောင်စိဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်မြောက်ရေးအဖွဲ့နိုင်ကမြို့တော်ကိုဝတ်လုံတော်ရာဥပစုပါလီမန်လွှတ်တော်အမတ်ဒေါ်ခင်လဆန်းကျော်စားတဲ့ခေါင်းဆောင်တွေကနေပြီးတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ် မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာအတိအမှတ်ပြုဖို့ပြဋ္ဌာန်းဖို့အတွက်ကိုကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်ဗျဒေချာကြည့်မယ်နော်အဲ့ဒီလိုနဲ့1962ခုနှစ်ဩဂုတ်လ18ရက်မှာဝန်ကြီးချုပ်ဦးနှုကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းဥပဒေမူကြမ်းကိုအစိုးတင်သွင်းတာဦးနှုကအစိုးတင်သွင်းတာနော် အဲ့ဒီလိုနဲ့ဩဂုတ်၁၆ခေါ်မှာအစိုးတင်သွင်းတယ်ဩဂုတ်၂၆မှာသမရကြီးမန်းဝင်းမောင်နိုင်ငံတော်သမရမန်းဝင်းမောင်ကနေပြီးတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ဘာဖြစ်လဲအတီးပြုတ်ပြီးလက်မှတ်ရေးထိုးလိုက်တယ်တေချာကြည့်နော်ခမားတို့နိုင်ငံသားတွေမသိပဲနေမှာဆိုလို့ အဲ့ဒါက1961မှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တာပါအခုကမပြဋ္ဌာန်းတော့ပါဘူးဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပယ်ဖျက်လိုက်ပါပြီအဲ့ဒီအချိန်မှာနိုင်ငံတော်ဘာသာဖြစ်ဦးနှုကတင်သွင်းပြီးတော့ဦးမောင်ဝင်းမောင်ကအဲ့ဒီမှာအတည်ပြုလိုက်တဲ့အခါကျတော့အဲ့မှာပြဿနာတွေတက်တယ်ဗျလူမျိုးရေးပြဿနာတွေတက်တယ်ဘာသာရေးပြဿနာတွေတက်တဲ့အတွက်ကြောင့် ဲ့ဒီအကြောင်းဒီအကြောင်းဒီအထီးကေယုံတစ်ခုလည်းပါတယ်60နှစ်မှာမတ်လ2ရက်နေ့မှာအာနာတက်လိုက်တာအဲ့ဒီကိစ္စလည်းပါတယ်ခင်ဗျားတို့တမန်ကိုလေ့လာမသိဘဲနဲ့ရှောက်ပြောမနေနဲ့နော်61နိုင်ငံတော်ဘာသာပြီးဗုဒ္ဓဘာသာကိုပြဋ္ဌာန်းလိုက်လို့အဲ့မှာဘာသာရေးတွေအထီးကေယုံဖြစ်လို့အဲ့ဒီအကြောင်းတစ်ကြောင်းလည်းပါပြီးတော့60နှစ်မတ်လ2ရက်နေ့မှာအာနာတက်လိုက်တဲ့အကြောင်းကြီးထဲမှာဒါကောက်ပါတယ်အဲ့မှာပြဿနာတွေတက်တဲ့အတွက်ကြောင့် အာနာလဲတိတ်လဲတင်ပြီးတော့ဥနေဝင်အစိုးရတော်လိုင်းရေးကောင်စီကနေပြီးတော့1962မှာအာနာလဲတိတ်လဲတင်ပြီးတော့အဲ့ဒီ62မှာပြဋ္ဌာန်းခဲ့တဲ့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေကိုပယ်ဖျက်လိုက်ပြီးသားဖြစ်ပါတယ်။ခင်ဗျားတို့နိုင်ငံသားတွေတော်တော်ကြက်သေးတော့တာပဲဒီမှာကျခလေးကကျွန်တော်တည်းငယ်တယ်ဒီပါအများဆုံးရှိဒီကောင်ဒီကောင်လေးကအသက်25 26 26ကျွန်တော်က43 ခင်ဗျားတို့ငယ်သားတွေဒါတော့မသိဘူးလားဟမ်စာလည်းမပတ်ဘူးမလေ့လာဘူးလူတယောက်ကပြောပြီဆိုလို့ရှိရင်လေ့လာလေဟာဒီကောင်ပြောတာဟုတ်လားမဟုတ်ဘူးလားလေ့လည်းမလေ့လာဘဲနဲ့အောက်ကနေဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြီးပြထမ်းပြီးသားမဟုတ်ဘူးလားဆိုရေးတာကျွန်တော်လည်းအဲ့လိုပဲသိတာပဲလေပြမပြထမ်းပြထမ်းတာပါတယ်ဒီပါလေအောက်မှာရေးကြတာအရှက်မရှိကြဘူးလားဟမ်ခင်ဗျားတို့ဗုဒ္ဓဘာသာကိုကိုယ်ခေါ်တဲ့သူတွေမရှက်ဘူးလား ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာပြထမ်းတာ62ခုနဲ့မတ်ဩဂုတ်လ26မှာပြထမ်းတာနော်အဲအဲ့ကိစ္စလဲပါတယ်ဟိုစစ်ဆက်ဩဇာဖက်ဒရယ်စစ်စစ်မှုတောင်းဆိုလို့လေးစားခွန်ပြင်တဲ့အချိန်မှာတောင်းဆိုလို့ဆိုပြီးတော့နိုင်ငံကြီးကပြုတ်ပြည့်ဖြစ်နေတဲ့အချိန်မှာဥနေဝင်ကမတ်လ2ရက်နေမှာ60နေမှာအာနာတိန်ပြီးတော့အချိန်ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဖိပြထမ်းလာတဲ့ဆိုတဲ့ဥစ္စာကိုပယ်ပြက်ပလိုက်တာ အခုအချိန်ကြီးဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာမဟုတ်ဘူးဒါလေးတော့မသိကြဘူးဒါကြောင့်မလို့ NLD အစိုးရလက်ထက်မှာ NLD ကဘာသာပေါင်းစုံဆိုတာကြီးကိုအခုတုံးတော့ပြီးတော့ဗုဒ္ဓဘာသာကိုဖျက်ဆီးသွားတာဘာသာရေးကိုဖျက်ဆီးသွားတာအကောင်းဆုံးဖျက်ဆီးသွားအဲ့ဒီနိုင်ငံခင်ဗျားတို့နိုင်ငံသားတွေမသိတဲ့အားနဲ့ချက်ကိုဒီ NLD မှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ကတိလို့ဘာသာပေါင်းစုံဆိုပြီးလုတ်သွားတာဒန်းလူညီမရေးဒန်းလူထိုင်ရေးဒန်းလူစားရေး ိုးဆိုးရတာအဲ့ဒီအာနဲ့ချက်ပဲကျွန်တော်တို့နိုင်ငံသားတွေမတိလိုက်ပါမလိမမလိလာတာဒီမှာငယ်ရွယ်နဲ့ဘလောက်နားလဲတယ်ဟမ်နိုင်ငံတော်ဘာသာပြပြားထမ်းမဲ့ပါတီကို အာမခံချက်ပေးမဲ့ပါတီကိုမဲထဲမဲတဲ့အဲ့တော့ထပ်ပြောမယ်ဒီဗီဒီယိုဖိုင်ရဲ့ညီကုန်းချုပ်ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ် ပြထမ်းခဲ့တာက1961ဩဂုတ်26မှာပါပြထမ်းခဲ့တဲ့သူ တရားဝေသိမဲ့ပြုပြီးတော့လက်မှတ်ထိုးခဲ့တာတမရမန်ဝင်းမော်ပါဝင်းကြီးချုပ်ဦးနုကအစိုးတင်သိနေတာပါဦးနုပြန်ထမ်းခဲ့တာမဟုတ်ပါဘူးတချို့တွေလည်းဦးနုကပြန်ထမ်းခဲ့တယ်လို့တာရှိသေးတယ်စာလည်းမဖတ်ပြတော့အဲ့လိုနဲ့မက်စလာ20ခုအကျော်ဒေါ်လာကြီးကောင်းစီတက်လာပြီခါကြတော့နိုင်ငံတော်ဘာသာပြပြထမ်းရတဲ့ဥပဒေကိုပယ်ဖက်လိုက်ပါတယ်ကဲဒီလောက်ဆိုရင်တော့အလုံးပဲနားလည်မဲ့ထင်ပါတယ်အဲ့ကျတော့ဒီလိုအမြင်မတော်တာလေးရှိလို့ရှိရင်ကျွန်တော်လိုက်လံပြီးတော့ပြန်လည်ဖြည့်ဆည်းပေးနေပါတယ် မှတ်ထားကြပါသူများတဲ့တာဖို့အတွက်ကိုနိုင်ငံသားကောင်းနေဖြစ်ဖို့ smart citizen တွေဖြစ်ဖို့ကျွန်တော်ရဲ့ page လေးကို follower လုပ်ထားပါ smart citizen တွေဖြစ်ဖို့ကျွန်တော်ရဲ့ page လေးကို like အမြဲတမ်းနေတိုင်းနေတိုင်းဝင်ကြည့်ပါလို့ပဲမေတ္တာရက်ခံပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ချင်းကြော်လင်ပါ